နတ်ဆိုတာမျိုးဟာတမန်လူတွေဟာမကြည်ဝန်းလောက်အောင်ကိုသူတို့တကိုးအောင်နေတောက်ပါတယ်။ဒါကြောင့်လဲလို့ဆိုရင်ဒီစာပေချင်းကမှာပါဠိစာပေမှာမှတ်တမ်းတင်ထားတာလေးတခုရှိတယ်။တီဟိုကျောင်းမှာရဟန်းတော်တစ်ပါးဟာမဟာသမယတုတ်ကိုရွတ်တယ်။မဟာသမယတုတ်ကိုရွတ်တဲ့အခါနတ်တွေကကြီးညိုတယ်တဲ့။ဒါမို့မဟာသမယတို့ယုဒ္ဓကိုနတ်တွေကချစ်တယ်လို့သူတို့ပြောတယ်။ အဲ့ဒီလိုမဟာသမယတုတ်ကိုမှန်မှန်ရွတ်တော့ပဝင်းချင်ကတက်တဲ့ကသူ့ကိုချင်ညိုကြတာရုခေါ်ကြတယ်အဲ့ဒီအချိန်မှာရဟန်းဘာတော်ထဲမှာတော်ကြောင်လေးမှာမဟာသမယတုတ်ရွတ်ပြီးတော့နတ်သမီးကတရုခေါ်တဲ့အခါကျတော့ရဟန်းကဘာတောင်းဆိုတုံးဆိုရင်နတ်သမီးကိုသူ့ကိုချစ်ကျင်တယ်တဲ့သူ့ကိုပြနိုင်မလားပေါ့နော်အဲ့တော့နတ်သမီးကဘာပြောတော့ ကိုရောပြလို့မရဘူးတဲ့နော်တတ္တရဲ့အရှိန်ကဒီတိုင်းပြလို့မရဘူးတဲ့ပြလိုက်မယ်ဆိုရင်ကိုရောကြီးနိုင်မှာမဟုတ်ဘူးဆိုပြီးတော့ဒီပြန်မကြည့်ချင်တဲ့သူ့ရဲ့လက်ညှိုးလေးပဲကြည့်လို့ဆိုပြီးတော့ကျောင်းပြင်ဘက်ကနေပြီးတော့နတ်သမီးကတော့ဖို့ကလေးကနေပြီးသူ့လက်ညှိုးလေးကိုထက်လိုက်တာတစ်ချောင်းလုံးလင်းထိန်သွားတယ်ဒါတကူနဲ့လောက်တာမဟုတ်ဘူးသူ့ရဲ့သဘာဝခန္ဓာကိုယ်ထွက်တဲ့အလင်းရောင်တွေကအဲ့လောက်ထိအောင်ကြီးမားတယ်လို့ဆိုလို့ တကူလုံးဆိုရင်တော့ချိလို့ရမှာမဟုတ်တဲ့အနေထားမျိုးအဲ့ဒီလိုမှတ်တမ်းလေးတခုတွေ့တော့ဒါကြောင့်မလို့နတ်တွေပါတွေကလူကိုပြလို့ရှင်ပုံစံတစ်မျိုးပေါ်ပြီးတော့ပြရတယ်လူကတကယ်နတ်အစ်စ်ကိုလူတွေဟာကြည်ရဲတဲ့သဘောမရှိဘူးနော်ကြည်ရဲတဲ့သဘောမရှိဘူးသူ့ပုံမှန်တဏ္ဍာန်အတိုင်းကိုကြည်နိုင်ဖို့ရမလွယ်ဘူးကြည်လို့ရတဲ့နတ်ကတော့ဒီ လူတွေမှာဝင်းဝင်ပူရတဲ့နတ်ဆုံးနတ်ပဲ့လောက်ဖြစ်ရှိမှာပေါ့နော်အဲ့ဒါလောက်ပဲကြည့်လို့ရမှာပဲဟိုးကောင်းငင်ဘုရားတကူကြည့်တဲ့နတ်တွေကတော့ကြည့်လို့မရဘူးသူဆွလို့တယ်နတ်ရဲ့သဘာဝအလွန်ဟိုရင်းဖြစ်တယ်ဆင်းနတ်ကလည်းပဲလူလိုပဲဆင်းရဲတဲ့နတ်တွေရှိတယ်မြတ်စွာဘုရားလက်ထက်တုန်းကဩတ္တရမာတာတို့ပုဏ္ဏပတုဩတ္တရမာတာတို့ဆိုတာရှိတယ် သူတို့ကိုပိတ္တဆလို့ခေါ်တယ်ပိတ္တဆဆိုမြေဘုပ္ပလူသို့တော်သူတို့ဟာအပေလေးဝန်သားတွေမဟုတ်ဘူးစတုမာတွေနှမျိုးတွေမှာပါတယ်ဆင်းရဲတာမှတမန်လူတယောက်တည်းဆင်းရဲတယ်သူတို့သူတို့ဆင်းရဲပြီဆိုမှပိုဆင်းရဲတာလူဆင်းရဲတာကိုယ့်အကိုလောက်ကန်ဆလို့ရသေးတယ်သူတို့ဘဝမှာဆင်းရဲပြီဆိုရင်စားစရာမရှိဘူးဘာလို့ ਆ တော့ဆိုရင်လူတွေစွန့်ပစ်ထားတဲ့ ဒီအစာကျွင်းစာကြံတွေလိုက်ရှာကြံပြီးတော့အဲ့ဒါစားရတယ်လို့ဆိုတယ်တရက်တော့ဒီအဲ့ဒီပိတာစလို့ခေါ်တဲ့စတုပါရီနှစ်မျိုးတည်းမှာအပါဝင်ဖြစ်တဲ့အလွန်ဆင်းရဲတဲ့ဘုံမဆုနာမြတ်စွာဘုရားတရားပွဲကိုရောက်လာတယ်သူလာရင်ကတော့သူ့သားလေးနဲ့သမီးလေးကိုလက်ကဆွဲပြီးတော့သူလာတာ ။ဘာအတွက်လာတာတော့ဆိုရင်လူစုလူဝေးမြင်တဲ့အခါကျတော့မတော်တဆစားစရာလေးတွေအောက်ဖိတ်ချနေရင်သူယူစားဖို့လာရင်ပဲ။ခောက်စားမယ်ဆိုတဲ့ရွယ်ချက်လေးနဲ့သူတို့လာတယ်။ကိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားတရားဟောနေတဲ့အတန်ကိုသူချားလိုက်တော့အစာရှာဖို့မေးသွားပြီးတော့ဘုရားတရားတော်ကိုနားဆိုင်ပြီးထောင်းနေထောင်းနေတဲ့အချိန်မှာတားငယ်သမီးငယ်တွေက ဆာလာဘီဘာလို့ရက်နေတာတော့ရှားပါတခုခုရအောင်စားစရာဆာလာဘီ ਨੇ ပြောတဲ့အခါကျအဲ့ဒီမှာသူကသူသားသမီးတွေကိုဆုံးမတာလေးရှိတယ်။ငါသားငါသမီးတို့တိတ်တိတ်နေကြတိတ်တိတ်နေကြဟိုမှာဖခင်တရားဟောနေတယ်။ငါတို့အဲ့ဒီတရားမသိလို့ဒီဒုက္ခရောက်နေတာ။အဲ့တရားကိုမင်းတို့သိချနားဆိုင်ထောင်ပီယောလောကီသကောပုတ်တော်ပီယောလောကီသကောပတိလောကမှာကိုသားသမီးကိုကိုချစ်တာပဲတဲ့။ ကိုယ့်ရဲ့ယောက်ျားလည်းကိုချစ်တာပဲဒါပေမဲ့လို့ငါအဲ့ဒီမင်းတို့သားသမီးတွေချစ်တာတဲ့ဟောဒီတရားကိုပို့ပြီးတော့ငါမျက်နှိုးတယ်ငါတို့ဒီတရားမသိလို့ဒုက္ခရောက်နေတာလို့သူသားသမီးတွေကိုတိုးတိုးနေဖို့ပြောပြီးတရားဆက်နာတာတရားဆုံးမှသူသောတာပန်ဖြစ်သွားတယ်ဒါပေမဲ့သူပိဋကဆိုရင်သောတာပန်မဖြစ်နိုင်ဘူးအပယ်လေးဝန်သားဆိုရင်သူဟာအပယ်လေးဝန်သားမဟုတ်ဘူးစတုပါရီနှမျိုးတွေက နတ်ဆင်းရဲနတ်မွဲလို့ပြောရမှာပဲဖြစ်တယ်ပေါ့အဲ့ဒါလို့အလွန်ဆင်းရဲတဲ့ဘဝမျိုးတွေလည်းပဲလောကလူတွေဟာ လောကမှာတရားဝါတွေဟာ ရောက်ရှိလာကြတယ်ပေါ့